လူမျိုးရေးဥပဒံအစွဲမင်းသိတိမကြခင်ရပိုင်းကမနုဿဗေဒဆိုတဲ့ခေါင်းစဉ်နဲ့မြမပြီးမှဖွံ့ဖြိုးတဲ့ဘာသာရက်တွေမဖွံ့ဖြိုးကြောင်းတန်းပြည်တိဆောက်ရေးနဲ့လူ့ဖွဲ့စည်းအတွက်အင်မတန်အရေးကြီးတဲ့ဘာသာရက်တွေတိန်ခေါ်နေကြောင်းပြောခဲ့ပါတယ်။မနေ့ကလူမှုကွန်ရက်မီဒီယာပေါ်မှာကာတွန်းတစ်ခွက်ကိုတွေ့ခဲ့ပါတယ်။ရင်းဆွဲသူကာတွန်းဆရာကို လေးစားချီးကျူးကြောင်းကနဦးပြောလိုပါတယ်။လူမျိုး လူမျိုးတစ်မျိုးဆိုတာဘလို့ဖြစ်လာကြောင်းနိုင်ငံရေးသိပ္ပံရှုထောင့်ကနေလေ့လာရင်အဖြေတစ်မျိုးထွက်ပါတယ်အထူးသဖြင့်လူမျိုးတစ်မျိုးဆိုတာအသွေးအရောင်အရတူညီမှုဘာသာစကားအရတူညီမှုဇာတိပဝတ္တိအရတူညီမှုကိုယ်ဝယ်ယုံကြည်မှုအရတူညီမှုရင်ကျေးမှုဓလေထုံတမ်းအရတူညီမှုတမိုင်းနောက်ခံအရတူညီမှု စားတဲ့အရာတွေကိုအင်္ဂါရက်တစ်ခုလိုတစိမ့်ကပ်ပြီးထုတ်ကုန်တစ်ခုအဖြစ်ထုတ်လုပ်ထားတဲ့လူသားထုတ်ကုန်တစ်ခုဖြစ်ပါတယ် ူမျိုးဆိုလား politically construct socially construct culturally construct လို့နိုင်ငံရေးသင်တန်းတိုင်းလို့လို့မှာကျွန်တော်အမြဲပြောလို့ရှိခဲ့ပါတယ် story တွေနဲ့စညွန်းတွေတင်ချံလူတွေဟာအုပ်စုတွေအဖြစ်နဲ့စူးစီးနေထိုင်တဲ့ကာလကနေစတင်ပြီးတော့သူတို့လူအုပ်စုရဲ့အတိအချအမှတ်တရုပ်တွေ ဖြစ်ထွန်းအောင် ဖန်တီးလှုပ်ဆောင်လာခဲ့ကြပါတယ် ဒါကုန်နိုင်ငံကြီးအရာ လူမျိုးကြီးအရာယဉ်ကျေးမှုအရာလူမှုကြီးအရာဇညွန်းနေဝိုင်းရေးကြတယ်လို့ပြောရင်ရနိုင်ပါတယ်လူသားသမိုင်းရှေ့ကြီးကိုလေ့လာတဲ့အခါမှာလူသားတွေရဲ့ကိုယ်စီကိုယ်စီဖန်တီးတိဆောက်ထားချက်တွေဟာနိုင်ငံကြီးယဉ်ကျေးမှုဖြစ်လာပါတယ်လူမှုယဉ်ကျေးမှုဖြစ်လာတယ်ဘာသာရေးယဉ်ကျေးမှုဖြစ်လာတယ်ကဘာကြီးတစ်ခုလုံးဟာ constructology တစ်ခုပါပဲအလုံးဟာဖန်တီးထားတာတကယ်အစစ်မှန်မဟုတ်ပါဘူး အစစ်မှန်ဖြစ်တယ်လို့တင်သွင်းထားတာပါတနည်းအားဖြင့်ရှေ့လူတွေကနောက်လူတွေကိုသူတို့ဖန်တီးထားတဲ့စတိုရီတွေကိုယုံခိုင်းတာပါတမိုင်းနဲ့မနုဿဗေဒကိုဆက်ဆက်လေးလာဖူးရင်ယခုတင်ပြချက်ကိုချက်ချင်းနားလည်မှာပါတနည်းအားဖြင့်ကဘာကြီးဟာပညတ်တိလောကကြီးဖြစ်ပါတယ်အရာအလုံးဟာပညတ်ကဘာထဲမှာတည်ဆောက်ထားတာပါမွေရလူတွေကိုဖန်တီးထားတဲ့အထက်မှာအောင်မြင်ဆုံးစတိုရီပဲလို့တမိုင်းပညာရှင်ယူဗော်နော ဟာရာရီက ပြောပါတယ်။ဆရာတင်မောင်တန်းတင့်ဘဝဟောပြောချက်ပြီးခဲ့တဲ့ဧပြီလထဲမှာတင့်ဘဝမဂ္ဂဇင်းအက်ဒီတာဟောင်းဆရာတင်မောင်တန်းကကျွန်တော်နဲ့စကားပြောဖြစ်ကြရင်အခုလိုတွန်တင်ပါတယ်။ကွန်မင်းတေးရေ Natural War နဲ့ Socially Construct War နှစ်ခုရှိတယ်။စာရေးဆရာတွေဟာ Construct War မှာမြစ်တွေအဟုတ်ကြီးထင်တတ်ကြတယ်။ Your body is a fight or neutral war but you are my is attached wandori in the construct war which is under law the impermanent ပိုပြီးတိတိကျကျပြောရရင်သိပ္ပံပညာမှာမနုဿပေရဘာသာရေးနဲ့ဘာသာရေးမှာပြိစ္ဆာသမုပ္ပတ်ဖြစ်စဉ်သဘောကိုကောင်းကောင်းနားလည်ရင်ကျွန်တော်တို့စီမှာပူးဝင်နေတဲ့လူမျိုးရေးပျောကတွေနဲ့လူမျိုးရေးဥပဒံတွေကိုအတော်ကြီးကြည်ကျွတ်သွားမယ်လို့ယူဆပါတယ်။မြန်မာပြည်မှာလူမျိုးရေးအစွဲနဲ့ အမျိုးသား၏အစွဲတွေဟာအသိမကြခင် ကာလအပိုင်းခြားတွင်မှပြည်ရင်းစစ်ထဲထိုးချလိုက်တဲ့အ धिक အကြောင်းရင်းဖြစ်လာပါလိမ့်မယ်ဒါကို အထူးမြင်နေရပါတယ်လူမျိုးကြီးပယောကကိုကိုရင်မြမလူဖွဲ့စည်းထဲမှာမနုဿဗေဒလိုဘာသာရမျိုးပညာရမျိုးပိုပြီးဖွင့်ဖြိုးစီခြင်းလေဆိုတာ တိုင်းပြည်ရဲ့အကျဉ်းချံဟောင်းသောလူမျိုးရေးအနာတွေကိုလည်းပြေလျော့စေဖို့ရည်ရွယ်သလို တည်သက်ဖြစ်တည်နေတဲ့လူမျိုးရေးပြိပခါနဲ့အမျိုးသားရေးတွန်းတိုက်မှုတွေကိုလည်းပြေလျော့စေခြင်းလို့ကြီးရွယ်ပြီးရေးသားတာဖြစ်ပါတယ်။ထို့နည်း၎င်းပဲနောင်ပြက်လက်တန်သောလူမျိုးရေးပြောကတွေကိုလည်းအပြီးတိုင် ပြေလျော့စေခြင်းနဲ့စေရနာအရင်းခံဖြစ်ပါတယ်။ဒီနေရာမှာလည်းတခုထပ်ပြောချင်ပါတယ်။နိုင်ငံရေးသမားနဲ့လူမျိုးစုခေါင်းဆောင်တွေဟာသူတို့ရဲ့ပါဝါအထိုင်ကို ခိုင်ဖို့အတွက်တော်လကောင်းသူတို့ဥဆောင်တဲ့အမျိုးသားတော်လှန်ရေးအောင်မြင်ဖို့အတွက်တော်လကောင်းအ လူမျိုးရေးပါတာရေးနဲ့အမျိုးသားရေးဆိုတာတွေကိုဖန်တီးတိဆောက်အုံမြင့်တည်ထားတတ်ကြပါတယ်။ဒီသဘောအနှက်ဟာပြည်ညက်ကဘာမှာဖြစ်တည်တဲ့နိုင်ငံရေးတောင်းတာကြည့်ရင်မှားတယ်လို့မဆိုနိုင်ပေမဲ့အကန့်သက်ထားပြီးမလုတ်တက်ရင်တော့လူဖွဲ့စည်းတွေအန်ဒီရဲ့ကြောက်ကမ်းပါတယ်ထိုးချလိုက်တယ်လို့ဖြစ်တတ်ပါတယ်။ဒါကြောင့်သဘောထားကြည့်တော့အမြင်ကျဲတော့ပညာကြီးမှုတော့သိပ္ပံအမြင်ထွန်းကားတော့လူဖွဲ့စည်းဖြစ်ဖို့ကျွန်တော်လိုလားပါတယ်။ မကြက်သေးတဲ့အနာဆွေလူကိုလူလိုကြည့်မြင်နိုင်တဲ့ကျယ်ပြန့်၍လွတ်လပ်သောပညာဉာဏ်ရှင်းကြကြရင်လူမျိုးရေးဆိုတာကိုကြော်လွန်နိုင်ပါလိမ့်မယ်လူမျိုးရေးဥပါဒံအစွဲနဲ့နိုင်ငံရေးပျော့ကားတွေကနေကင်းလွတ်နိုင်ပါလိမ့်မယ်ဒါကိုပညာကပဲလုပ်နိုင်ပါလိမ့်မယ်ဒါဆိုရင်ညီမပြည်မှာမကြက်သေးတဲ့အနာဆွေတွေအတော်ကြီးကင်းပြောက်တတ်တာသွားပါလိမ့်မယ်ထုံးလေးကောင်းမယ် လူမျိုးရင်းနဲ့ပတ်သက်ရင်လည်းပြစ္ဆုတ်ပံကာလနဲ့အနာဂတ်ကာလမှာဘေးထွက်ဆိုးကျိုးအလွန်နှေးပါးစွာနဲ့ဖြစ်တည်လာပါလိမ့်မယ်။ပိုရွေကျေပြန်သောပိုရွေလွတ်လပ်သောပိုရွေရင်ကျက်သောလူဖွဲ့စည်းတစ်ခုကိုဥတီရှောက်လန်းကြပါစို့။လူမျိုးဆိုတာတစိ့ကိုခွာလိုက်ရင်လူဆိုတဲ့မူလသဏ္ဍာန်စီမှာပဲလူရင်းကိုမြင်နိုင်မှာပါ။ကျွန်တော်တို့ပညာဉာဏ်ကိုကျေအောင်ချေကြပါစို့။